ဲ့ဒီနဂါကိုဦးသိန်းကအတွေးခေါ်ရှိတော့ဖြင့်လေ့လာမှဖြစ်ပါ။ဘာကြောင့်ဒီလိုပြောတာလဲဆိုလို့ရှိရင်ဦးသိန်းတို့ဘုရားဘာသာမှာကကြတော့အရာဝိတ္ထုမှန်သမျှတည်ဖြစ်တည်ပြအယုံနဲ့ဖြစ်မဲ့အကြောင်းအားလျော့တာဖြစ်မဲ့ပြီးရင်တည်တတ်မဲ့ပြီးရင်ပြက်မဲ့အဲ့ဒီဖြစ်တည်ပြဆိုရှိပါလေ။ဦးသိန်းတို့ဟိန္ဒူတတနာကိုကြည့်မဲ့ဆိုလို့ရှိရင်လည်းသူတို့ကကဘာကြီးကိုတရားဝလာကိုဖန်တင်တဲ့အခါမှာ ြန်မာပြန်မာကြီးကဖြစ်အောင်လုပ်တာပေါ့ပြီးရင်သူလုပ်တဲ့ဟာကိုထင်းထင်းနဲ့အပိုင်းကကျော်ဘေဒနုအပိုင်းဘေရှနုအပိုင်းပေါ့ပြီးရင်ဖြစ်တဲ့ကြတော့ရှိဝါပေါ့ဒါကရှင်းလုံးကအတွေးခေါ်ပညာရှင်တွေကဒီဖြစ်ချင်းတည်ချင်းပြက်ချင်းကိုသူတို့ရဲ့အတွေးခေါ်နဲ့ပြန်မာအဘေရှနုရှိဝါတို့ပြီးတော့ဖျားဖြစ်ကိုကိုယ်တာဖြစ်တယ် ဒါဦးဇင်းတို့ကဘာသာစကားကိုဘာသာတရားကိုလေ့လာမယ်ဆိုလို့ရှိရင်ဒီလိုတက်တနစ်ကအပြင်လေ့လာလို့ရပါတယ်။ခု foundation တွေပေါ့ foundation တွေပေါ့သူတို့ကလည်းသာဝရဘုရားသခင်ယေဟောဝါလို့အန်လာလို့သူတို့ကဘာကြောင့်ကိုးဝဲတာလဲဆိုရင်သူတို့အရှိမအတွေးခေါ်တွေရှိပါတယ်။အဲ့ဒီအတွေးခေါ်တွေကဒီကဘာကြီးကဘာကြောင့်တည်လာတာလဲဒီတကြဝလာကြီးကဘာကြောင့်တည်လာတာလဲဆိုပြီးသူတွေးကြတယ်။တွေးတဲ့အခါမှာသူတို့က ီတရားဗလာကြီးကအကြောင်းမဲ့မဖြစ်နိုင်ဘူးသူရှိမှအကြောင်းတစ်ခုတော့ရှိမယ်အဲ့ဒီအကြောင်းတစ်ခုကိုသူကရှာပါတယ်ရှာပြီးတော့ခဘရဖျားဖြစ်ကိုကိုွယ်ပါတယ်ဒါသူတို့ရဲ့အတွေ့အခေါ်ရှူတော့အမြင်လေ့လာတာပေါ့တိတ်ပင်မင်းသားကကြတော့သူတို့ကဒါကြီးကဘာမှမဖန်ဆင်းဘူးသူကတဘောတရားဖြစ်တယ်တဘောတရားလောက်တာပေါ့အဲ့ဒီတဘောတရားကရင်ဦးသွန်းဟိုဟာရှိတယ်ပေါ့ပရမထပေါ့ဦးသွန်းဗုဒ္ဓသာမန်ပရမသာစိတ်စိတ်တွေရုံနေမှဆိုပြီးတော့ပရမထရှိတယ် သိပ္ပံရဲ့ပထမတော့ကကြတော့ရုပ်ရဲ့နာမ်ရဲ့အချင်းရဲ့အာကာသရဲ့ဆိုပြီးတော့ရှိတယ်။ဒါတို့ရဲ့အယူပဲဥဒ္ဒနအယူလည်းရှိပါတယ်။အဲ့ဒါလို့တွေးလို့ရပါခေါ်လို့ရပါဒီမန္တနရှင်နာကရပါလဲဆိုလို့ရှိရင်ပြောချင်တာကဥသင်အသွင်းနဲ့ဆိုပြောချင်တာကကျတော့ဒီမြေအောက်မှာရှိတဲ့ငလင်ကျောကိုပြောချင်တာဖြစ်လိမ့်မယ်။ဟမ်ပုံမှန်လူတွေကကျတော့အဲ့ အဲ့ဒီလိုပြောတာထက်ဒီဥပမာတင်တိုင်းပြောတာပိုစိတ်ဝင်စားပါတယ်ဒါရှေ့တုန်းကအတိုင်းပါပဲနော်အလုံးကိုကျေးဇူးများကြီးတင်ပါတယ်ကူအောင်နိုင် တရားရပါသလားကူအောင်နိုင်တကူအပိညာရပါသလားဟင်ဦးနေကမိုင်းတုံးတော့ရှိတဲ့ငကားကြီးရှိမရှိကိုဝေဖန်သုံးသက်ပြတဲ့နေရာမှာ အောက်မှာလာမနာတာဖြစ်ပါတယ်ဦးတင်းကကိုကိုတုံးနှစ်တုံးမှုအောင်မူလားတို့တုံးနှစ်တုံးရအောင်မူလားတို့ ကိုင်းတို့စာပေကိုလေ့လာတဲ့အခါမှာနော်ဂူအောင်ရင်တရားရမယ်လို့မဟောတာပါဘူးဂူအောင်ရင်တကောအပိန်ညင်ရမယ်လို့မဟောတာပါဘူးတကောအပိန်ညင်ရချင်လားတမထကမနာကိုအထုတ်ပါတကောအပိန်ညင်ရပါသလားတမနာကမနာကိုအထုတ်ပါနိဗ္ဗာန်ရချင်ပါသလားဝိပဿနာကိုအထုတ်ပါလို့ပဲခေါ်တာကိုတွေ့ရပါတယ်တိုးတော့ဒါတွေကိုအားလုံးမဲ့ဆိုလို့ရှိရင်တိတ်တိတ်မှုတွေလူအပ်တာပေါ့ အဲ့ဒီတိတ်တိတ်မှုကြောင့်ကုအောင်တဲ့ဟိုစောကတက်မဲ့သူလို့ရှိရင်လေကုရဲအောင်နေမဲ့သူလို့ရှိရင်အောက်ဆီဂျင်တိတ်မကောင်းဘူးသိလားတိတ်တိတ်မှုလို့ချင်းရှိရင်တက်မြအောင်မှနေပါဖះကတော့တက်မြအောင်မှနေပြီးတော့ဒီတကိုးရရအောင်လုတ်သွားတယ်ဒီနိဗ္ဗာန်ကိုရအောင်လုတ်သွားတယ်ဒီတက်ပင်ညွတ်ညံကိုရအောင်လုတ်သွားတယ်တက်မြအောင်မှနေတာဖြစ်ဒါတွေကိုအားထုတ်မဲ့သူလို့ရှိရင်တိတ်တိတ်မှုလိုအပ်ပါဒါကြောင့်တက်မြအောင်မှနေပြီးတော့တရားအထုတ်ပါသုံးခံကြွပါ နော်ကူတည်းမအောင်ပါနဲ့အဲကူအောင်နိုင်ရတာမဟုတ်ဘူးဒီတကိုးအပင်ကြီးကလေဒါပေမဲ့ကူအောင်ရင်ဒါတွေရမယ်လို့မဟုတ်တာဘူးဒီလိုဒီလိုအထုံမတကိုးအပင်ကြီးရမယ်ဝိပဿနာတရားအထုံမနိဗ္ဗာန်ရမယ်ဒီလိုပဲဟောတာဖြစ်ပါဒါကကူအောင်နာကိုအဖြစ်ပြတာမဟုတ်ပါဘူးနော်ဘုရားကကြောင်းနေမပေါ်ခင်တော့အဲကူကူတော့ပြောပါတယ် အဲ Google လည်းအကြောင်းဖြစ်နေလို့ရပါတယ်ဒါကိုပြောတာတွေ့ရပါတယ်နောက်ပိုင်းအကြောင်းနေပေါ်တဲ့အခါကျမှအဲ့ဒီ Google ကနေတာတိတ်မတွေ့ရတော့ပါမိုင်းမုံဆက်တော်ကြီးကိုဘယ်လိုမြင်လဲဆိုပြီးတော့လာမေးထားပါတယ်။ဥပမာဗုဒ္ဓဘာသာမှာကဂိုင်းကွဲတွေများပေမဲ့အဲ့ဒီဂိုင်းကွဲကိုအချုပ်ခွဲလိုက်မယ်ဆိုလို့ရှိရင်နံပါတ်1ထေရဝါဒနံပါတ်2မဟာယာနနံပါတ် ဝတိတယနာဗုဒ္ဓဘာသာဆိုပြီးတော့ဗုဒ္ဓဘာသာ၃မျိုးရှိပါတယ်မမုန်းစတော်ကြီးကထေရဝါဒထဲမှာတော့မပါဘူးတေတော်ကြီးစင်မြန်းတဲ့ဝတ်စင်တဲ့အရာတွေကိုကြည့်မယ်ဆိုလို့ရှိရင်ထေရဝါဒတော့မဟုတ်တော့ဘူးမဟာယာနဟုတ်ရင်ဟုတ်မဟုတ်လို့ရှိရင်ဝတိတယနာတကူရှိရကသူတို့ရှမ်းပြည်နယ်နယ်သက်ပိုင်းတွေရဲ့ရည်ကျင်းမှုတွေအကြောင်းတွေကိုထည့်သွင်းဖို့လိုတာပေါ့ ထိုက်တတ်ဖို့တူတယ်တို့ဆိုတရားတကြီးကတမထတော့ပေါက်လိမ့်မယ်ထင်တယ်တမထလမ်းနေပါလေဒါကြောင့် तू ကတခုခုရှာတာဖြစ်လိမ့်မယ်တမထပေါက်ထားလိမ့်မယ်သူရမ်းတာဟုတ်မဟုတ်ကတော့ဥဒင်းတို့တွေမသိဘူးဘာကြောင့်လဲဆိုလို့ရှိရင်ဥဒင်းတို့ပုရုသင်အနယ်ကတောဒပန်တကရကနာကရမ်းတာအရာကိုမသိနိုင်ပါဘူးဒါကဥဒင်းမြင်တဲ့အမြင်ကိုမျှဝေပေးတာဖြစ်ပါတယ် ဘာသာမဲ့သူထဲမှာတဲ့ငါကဘယ်ဘာသာကိုကိုွက်တာပါလို့ပြောတဲ့ကောင်တွေထက်ဖျားလန်းတင်လိုက်တာပိုတွေ့ပါတယ်တဲ့ဒါကမှန်တယ်ဒီကူအနောက်တိုင်းမှာပေါ့စက်ကျူလာဗုဒ္ဓသင်းတော်ပေါ်နေပါပြီအသေးဘက်ကဘာသာမဲ့ဗုဒ္ဓဝါဒသူတို့ကဘယ်ဘာသာကိုမှမကိုကိုွက်ဘူးတိုးတော့ဗုဒ္ဓရဲ့အဆုံးအမတွေကိုလိုက်နာပါတယ်ဂိမ်းပရိတ်တက္ကရုမှာတော့မှအဲ့ဒီစက်ကျူလာဗုဒ္ဓသင်းဘာသာမဲ့ဗုဒ္ဓဝါဒသင်တော်နေပို့ချနေပါပြီသူက မကိုးကွယ်ဘူးတိုးတော့ပြဟောတဲ့တတိပဌာန်းတွေကိုအားထုတ်တယ်သိပညာတွေနဲ့မြတ်စွာဘုရားရဲ့ဒေသနာတွေရောပြီးတော့ကျင့်သုံးတယ်တိုင်းနာပါတယ်ဘာသာမဲကခရိယအများဆုံးပေါ့အပြင်အစ္စလမ်အဲ့ဒီအစ္စလမ်မြင့်ဘာသာမဲဥယေပဲအဲ့ဒီဘာသာမဲဥယေထဲမှာကဗုဒ္ဓဝါဒကိုလိုက်နာကျင့်တဲ့ပုဂ္ဂိုလ်တွေကထောက်ဝဲကြော်ရှိပါတယ်တိုးတော့ဥဒ္ဓဗုဒ္ဓဘာသာကအဲ့ဒီထောက်ဝဲကိုမယူပါဘူးမယူဘဲနဲ့တော့မှတန်ခါးရကြော်ရှိပါတယ် ဘာကြောင့်မယူတာလဲဆိုလို့ရှိရင်ဘုဒ္ဓဘာသာမှာကအရေးတော့ကအရေးမကြီးဘူးအရေးချင်းကအရေးကြီးတယ်နော်ဒါကြောင့်မယူတာပါဥဒင်းဘုရားလည်းယတိသူတော်ကဘုဒ္ဓဘာသာမှာရှိလာတယ်သူတို့ကကျင့်တယ်ကိုကျင့်တာလဲတဲ့ထေရဝါဒအယူလာဘုရားတဲ့ဥဒင်းတို့သာသနာ့အတွင်းမှာယတိမဟုတ်ကောင်းပါဘူးယတိဆိုတာသာသနာကို ပြသီးသေးတယ်လို့တရယတနာတန်ယုံမှာ ေါ်ပြထားပါတယ်သူတို့မှလည်းအကျင့်ရှိတာမှန်ပေမဲ့သာသနာ့အတွင်းမှာယသိမိုးကောင်းမှုလို့ပြောတာရှိပါတယ်သာပေကလေဘုရားသာပေကသာပေမှာဘုရားသာဘုရားသာပေမှာယသိရှင်မျိုးရှိတယ်လို့ပြောပါတယ်နံပါတ်1ဟိုတာသမီနဲ့အတူနေပြီးတော့ပစ္စည်းဥစ္စာစုဆောင်တဲ့ယသိရှိတယ်။နံပါတ်2ကကြတော့ကောက်တင်းကောက်စား၍နေတော့ယသိရှိမယ်။နံပါတ်3ကကြတော့စံပဲကိုအလူခံပြီးတော့ချက်သားတော့ယသိရှိမယ်။နံပါတ်4ကကြတော့ ချက်ပြီးသမင်းကိုအလူခံပြီးစားရရသိရှိမယ်။နံပါတ်5ကကြတော့မိမိတွားဖြစ်တာစားရရသိရှိမယ်။နံပါတ်6ကကြတော့တိခောက်ကုံကိုစားရရသိရှိမယ်။နံပါတ်9ကကြတော့အလိုလိုကြွေကြတော့တိတိကိုယ်တာစားရရသိရှိမယ်။နံပါတ်6ကကြနံပါတ်10ကကြတော့တပည့်မှာရှိတဲ့တိတိတွေကိုခြွေချပြီးစားမယ်ရသိရှိတယ်။ဒါကဗုဒ္ဓဆာပြေတဲ့ရသိရှိမျိုးပေါ့။ ယတိထရဥဒ္ဓနထေရဝါဒနဲ့လုံးဝမဆိုင်ပါဘူးနော်ထေရဝါဒဗုဒ္ဓသာသနာမရှိပါဘူးယတိဆိုတာကရောသာသနာပါကာလမှာပဲရှိသင့်မဲ့အရာဖြစ်ပါတယ်ယနေ့ခေတ်လိုသာသနာသင်မှာယတိတွေမရှိသင့်ပါဘူးအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်